thank you ်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ကြိုင်မျောနဲ့ကော့ဂရိတ်မျိုးနဲ့အဆက်ရှိပန်ရက်ချင်းရွာနေအိမ်စာတင်ချောင်းကိုစစ်တပ်ကလင်းရင်နဲ့ပုံကျင်းမှုကလင်းငယ်တောင်ပါဝင်လေးကိုတင်ဆောင်ပြီး35ထပ်မနဲ့တန်ရရတဲ့အကြောင်းတင်ဆက်ပေးပါမယ်မွန်ပြည်နယ်ကြိုင်မျောမျိုးနဲ့နဲ့ကော့ဂရိတ်မျိုးနဲ့အဆက်ပန်ရက်ချင်းရွာရှိကလင်းငယ်ရီကိုစတင်ကြပြီးနေတဲ့နေအိမ်စာတင်ချောင်းကိုအကြံဘက်စစ်တပ်ကလင်းရင်နဲ့ပုံကျင်းချခဲ့ရာကလင်းငယ်တောင်ပါဝင်လေးကိုတင်ဆောင်သွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်စွန်လာ9ရက်နေ့နေ့လယ်2နာရီခွဲချိန်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲအကြံဖတ်စစ်တပ်ကပန်းရဲကြီးရွာခြင်းအတွင်ရှိနေအိမ်စာတင်ကျောင်းတွေကိုလင်းရင်နဲ့ပုံသုံးလုံးကျင်းချခဲ့ကြောင်းပုံကျဲချမှုတွေကြောင့်ကလင်းငယ်တအုပ်မျိုးသားတအုပ်နဲ့မျိုးသမီးနှံအုပ်စုစုပေါင်းလေးဦးတည်ဆောင်ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်းသိရပါတယ်။ကိုတူကိုရကျောင်းမှာလွန်ခဲ့တဲ့ရက်တွေကစာတင်ကျောင်းမှာပဲစာတင်နေတာပါ။ဒါပေမဲ့လင်းရင်ကျောင်းလိုနေအိမ်ကိုရွှေ့ပြီးစာတင်နေတော့လင်းရင်နဲ့ပုံလာကျဲပြီးလာစော့သွားတာစာတင်တဲ့အိမ်ကိုပဲပုံတင့်တင့်လာချတာလို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။လက်ရှိဒဏ်ရာရရှိနေတဲ့စင်ရင် မှာစုစုပေါင်းကလေးငယ်နဲ့လူကြီးများအပါအဝင်တရားရရှိသူဦးရေ35ဦးထက်ရှိကြောင်းတရားရရှိသူတွေကိုစေယုံတင်ဖို့ကုသနေရကြောင်းသိရပါတယ် အကြမ်းဖက်စစ်ကောင်စီရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်လည်းအိမ်သုံးလုံးနဲ့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရပါဗျ။နောက်ထပ်တပုတ်အနေနဲ့ဘာကံမြို့နယ်မော်စီစာဘုရားကုန်းတွင်တပ်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများနဖက်ရီဆိုင်ထိုင်စဉ်ပြစ်ခတ်ခံရပြီးစစ်သားနှုတ်ဦးတည်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်ဘာကံမြို့နယ်မော်စီစာဘုရားကုန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့အပြင်ထွက်ပြီးလက်ဖက်ရီဆိုင်ထိုင်စဉ်ပြစ်ခတ်ခံရပြီးစစ်သားနှုတ်ဦးတည်ဆောင်ခဲ့ကြောင်းတော်လိုင်းတရင်ရင်းမြစ်တွေကပြောပါရယ်။စွန်လ9ရက်နေ့မနက်9:00ခန်းမှာဘာကံမြို့နယ် င်မော်စီစာဖျားမှာတက်ဆွဲထားတဲ့အကြံဘက်စစ်ကောင်စီတပ်သား၃ကဖားကန့်မြို့နယ်မော်စီစာကြီးရွာမှာဖွင့်နေထားတယ်။ ငွေသစ္စာလက်ဖက်ရည်ဆိုင်မှာမင်းက်စာလန်ရောက်စားတောက်ကြကြောင်းစူပါစစ်သား၃ဦးကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်ပစ်ခတ်ရမှာစစ်ကောင်စီတပ်သား၅ဦးပွင့်ချင်းပြီးတည်ဆောင်ခဲ့ကြောင်းသိရပါတယ်။ဒီမင်းက်၉နိုင်လောက်မှာမော်စီစာဖျားမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့မော်စီစာဖျားကွန်ကလက်ဖက်ရည်ဆိုင်မှာထိုင်နေတော့ဝင်ရောက်ပစ်ခတ်ခံရလို့စစ်ကောင်စီတပ်ဖွဲ့ဝင်၅ဦးတည်ဆောင်သွားတယ်။အဲ့ဒီမော်စီစာဖျားကွန်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကနိုင်ရကာမိုင်းအဲလန်ကနေဖားကန်နေကိုဝင်လာတဲ့တပ်ဖွဲ့တွေပေါ်အဲသူတို့အင်အား600စစ်ကြောင်းကဖားကန်တက်လာတဲ့အချိန် န်းမှာအသည့်ပြောင်းများကြီးရှိတယ်။အဖမ်းခံရတာများကြီးရှိတယ်။တချို့စစ်ကြောင်းကဖားကန့်ကိုဝင်လာတာပေါ့။အဲ့ဒီစစ်ကြောင်းကတချို့ကဘုရားကုန်းမှာတက်ဆွဲနေတာအဲ့ဒီစစ်ကြောင်းကဖားကန့်ကိုဝင်လာကြတဲ့ကနေသူတို့ပြစ်ခတ်လို့ပြည်သူ၁၉ဦးလောက်တည်သွားပြီပေါ့။တန်ရာရတာ၂၀လောက်ရှိတယ်။အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA PDF ပူးပေါင်းဖွဲ့ကနေဝင်ရောက်ပြစ်ခတ်တာပေါ့။သူတို့ဘက်ကနှစ်ယောက်တည်တယ်။ ဲ့ဒီဆိုင်မှာပဲလို့တော်လိုင်းတရင်အရင်မြစ်တွေကပြောပါတယ်မော်စီစာဖျားကုံမှာတပ်ဆွဲထားတဲ့စစ်တပ်ကမေလနောက်ဖာကတ်မြို့နယ်ကိုနန်ယာကမိုင်းလမ်းပိုင်းအတိုင်းအင်အား600ခန့်နဲ့ဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းဖြစ်ပြီးစစ်ကောင်စီတပ်သားတချို့ကမော်စီစာဖျားဝင်တွင်တပ်ဆွဲနေထိုင်ကြတာဖြစ်ပါတယ် အဲ့ဒီအကြံပတ်စတဲ့စစ်ကြောင်းကလန်တလျှောက်စစ်ကြောင်းတို့ဝင်ရောက်လာစဉ်ကလည်းအရသာပြည်သူ19ကိုပြစ်ခတ်တပ်ဖြတ်ခဲ့ပြီးပြည်သူ20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ဖားကံမျိုးနဲ့အတွင်းရှိကြောက်တူဖို့ရင်မော်များတဝိုင်းမှာလည်းစစ်ကြောင်းတို့လှုံ့ဆော်နေတဲ့အကြံပတ်စစ်ကောင်စီတပ်သားတွေနဲ့ KIA PDF ပူးပေါင်းတပ်ဖွဲ့တွေလက်နက်ကြီးတွေနဲ့အပြန်အလှန်ပြစ်ခတ်တိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ရေးချင်းတွေတင်းမာနေစေဖြစ်ကြောင်းသိရပါတယ်။ နောက်ထပ်တပုံးနေနဲ့စီဆိုင်မြို့နယ်မှာပြည်သူ6000ကျော်ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်များကမောင်းထုတ်ပြီးမွေတော်ဖျားဝင်အတွင်ထိန်းသိမ်းထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်အတွင်ရှိချင်းရွာအုပ်စုနှစ်ခုအတွင်မှပြည်သူ6000ကျော်ကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်တွေကမောင်းထုတ်ပြီးမွေတော်ဖျားဝင်အတွင်ဖမ်းဆီးထိန်းသိမ်းထားကြောင်း PNL သတင်းနဲ့ပြန်ကြားရေးဌာနသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်ညံကသတင်းဌာနကိုပြောပါရစေ။ဇွန်လ9ရက်နေ့စီဆိုင်မြို့နယ်နောင်ကျော်ချင်းရွာအုပ်စုအတွင်ရှိ တပူးတုံရွာကောင်းတုံရွာလွင်ငွန်းရွာနောင်ပေါ်ရွာပင်ဆက်ရွာနဲ့တောင်ရှိချင်းရွာအုပ်စုတွင်ရှိနောင်ထော်၆ရွာ ကလာလန်ရွာတို့မှာနေထိုင်တဲ့ပြည်သူ6000ကျော်ကိုစွန်လ15ရက်နေ့နောက်ဆုံးထားပြီးကျင်းရွာတွင်မှအပြေးထွက်ခွာဖို့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်တွေကမောင်းထုတ်နေခြင်းဖြစ်ကြောင်းသိရပါဗျ။သူတို့ဆိုင်ရာဆိုရင်ပြည်သူလူထုကစစ်ဘေးဒဏ်မခံကြလို့စစ်ဘေးရှောင်စခန်းသွားနေတာတို့တောင်ရတဲ့သွားနေတာတွေကိုလည်းသူတို့မပေးလို့ဘူးအဲ့ဒီမွေတော်ဖျားဝိုင်းနဲ့ကိုအကုန်လုံးသွားစုရမယ်ဆိုတဲ့အမိန်မျိုးပေးလာတာဖြစ်တဲ့ဒါကကျင်းရွာတွေမှာရှိတဲ့ပြည်သူလူထုအလုံးကိုဖန်ပြီးတော့ထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ PNO နေနဲ့ဒါကိုပြန်စင်းစားရမှာဖြစ်တဲ့ င်းကိုဖွဲ့စည်းကစတင်တည်ထောင်ကစားကနေကလူတို့ရဲ့ထမင်းနဲ့ကြီးထွားလာတဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့ပေါ့အခုကျတော့ခရိုနီနေဝင်းထွန်းရဲ့အကျိုးစီးပွားကိုကာကွယ်ရင်းကိုပိုလူမျိုးဒီလိုမောင်းထုတ်ခံနေရတာပြန်ပန်းခံနေရတာလုံရဲကြသလားလိပ်ပြလုံရဲသလားဆိုတာကိုပါသာကိုပြန်မိဖို့လိုတယ်လို့ BNL သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကဆိုပါတယ် ဒါအပြင်ကျင်းရွာတွင်မှထွက်ခွာပြီးရနောက်တောင်ယာနှင့်စစ်ဘေးရှောင်စခန်းတွေမှာတွားရောက်နေထိုင်ခြင်းမပြုဘဲ၎င်းတို့ထိန်ချုပ်ထားရာစီဆိုင်မြို့နယ်ဖျက်ပြူကျင်းရွာရှိမွေတော်ဖျားဝွန်အတွင်မှတာနေထိုင်ရမှာဖြစ်ကြောင်းဇွန်လ15ရက်နေ့မှာအပီးထွက်ခွာခြင်းမပြုသူတွေကိုတာဝန်ယူမှာမဟုတ်လို့ကျင်းရွာတွေကိုပေးပို့စာမှဖော်ပြထားကြောင်းသူတို့ BNO ကလည်းဆဆတုံးကပြည်သူလူထုဒါကနေပေါက်ပွားလာခဲ့တာအခုလုံရက်ကလူထုထောင်ထဲချီကိုဖမ်းလိုက်တဲ့သဘောပဲအခုတော့စစ်တပ်ကိုကာကွယ်ရင်းကိုကြိုးစည်းပွားအတွက်နဲ့ပို့လူထုကိုပြန်မောင်းထုတ်တဲ့အဖွဲ့ဖြစ်နေပြီးလူထုကိုကျေးဇူးကမ်းနေပြီးလို့ ဒေသခံပြည်သူတအုပ်ကပြောပါရယ် PNO ပြည်သူစစ်များမောင်းထုတ်ခဲ့တဲ့ကျေးရွာချုပ်မှာတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့ကျေးရွာချုပ်ပါပြီးတချို့မှာ PNO ပြည်သူစစ်ကထိန်းချုပ်ထားတဲ့ကျေးရွာတွေလည်းပါဝင်ကြောင်းအကြောင်းကြားစာပေးဖို့ပြီးရင်နောက်တချို့သောကျေးရွာများအတွင်းကိုစစ်ကောင်စီနဲ့ PNO ပြည်သူစစ်များကဝင်ရောက်တဆွဲခဲ့ကြောင်းသိရပါရယ်ဥအောင်ခန့်တီဖွဲ့စည်းထူထောင်ထားတဲ့ PNO ဖွဲ့က1992ခုနှစ်ဧပြီလ17ရက်နေ့မှာအပြစ်ခံရစရေးလက်မှတ်ရေးထိုးခဲ့ပြီး2009ခုနှစ်မှာစစ်တပ်လာအောက်ခံ PNO PN နဲ့အသွင်ပြောင်းပြည်သူစစ်အနေနဲ့ပြည်သူစစ်ပြောင်းလဲခဲ့တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ DNL ပါဝင်တဲ့တအောင်ပြည်ကောင်စီ TLC ဖွဲ့စည်းလိုက်ပြီးအခုနှစ်တွင်တအောင်ပြည်တော်လိုင်းရဲ့အစိုးရတရက်ဖွဲ့စည်းတော့မယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြို့များနဲ့မန္တလေးတိုင်းတွင်းမှာမိုးကုတ်ပါဝင်မြို့နယ်ပေါင်း12မြို့နယ်သိမ်းပိုက်ထားတဲ့ DNL ပါဝင်တအောင်မျိုးသားစုစုဖွဲ့ပြီးတအောင်ပြည်တော်တော်လိုင်းကြီးကာလအစိုးရကို ဖွဲ့စည်းတူထောင်ဖို့အတွက်တောင်ပြည်ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်းသိရပါတယ်။တောင်ပြည်တနီယာမှာတောင်မျိုးသားပါတီ TNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် UPSLF DNL နဲ့တောင်ရဖတ်စုဖွဲ့များပါဝင်တဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကို၃ရက်တိုင်ကျင်းပခဲ့ပြီးတောင်နိုင်ငံရေးတိုင်မကန်ကော်မတီ TPCC ကိုတောင်ပြည်ကောင်စီ TLC ဖြင့်ပြောင်းလဲဖွဲ့စည်းကဒေါ်လာအမပူပေါင်းပါဝင်သွားမှာဖြစ်ကြောင်း TLC ရဲ့တာဝန်ရှိသူတောက်ကပြောပါတယ်။စွန်လ10ရက်နေ့မှ3ရက်နေ့ထိ3ရက်တိုင်တိုင်ပြုလုပ်ခဲ့တာဖြစ်ပြီးတောင်းပြည်နယ်ဖွဲ့စည်းပုံခြေကံဥပဒေရေးဆွဲကော်မတီ TSCDC ကရေးဆွဲထားတဲ့တောင်းပြည်ဒေါ်လာကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့ကြောင်းတောင်းပြည်ကောင်စီ TLC ကိုတအောင်ပြည်ရဲ့ဒေါ်လိုင်းကာလာမှာအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်ဖွဲ့စည်းဖြစ်ဖွဲ့စည်းဆောင်ရွက်ဖို့တညီတညွတ်တည်းဆုံးဖြတ်ခဲ့ကြကြောင်းသိရပါတယ်။ လက်ရှိကတော့ထုတ်ပြန်ကြေညာချက်တွေမှာပါတဲ့အတိုင်းပဲဒီဒေါ်လာရင်းမှာပူးပေါင်းပိုင်ဝင်သွားမှာဖြစ်ပါတယ်အဓိကကတော့တောင်းနိုင်ငံတိုင်းမကန်ကော်မတီ TPCC ကနေ TLC ဖြစ်ဒီအစည်းအဝေးကြီးကနေအားလုံးသဘောတူညီချက်တွေနဲ့ပြုပြင်ပြောင်းလဲလိုက်တာဖြစ်ပါတယ်လို့တောင်းပြည်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်ပြောင်းလဲဖွဲ့စည်းလိုက်တဲ့တောင်းပြည်ကောင်စီ TLC မှာဗိုလ်ချုပ်ဒီတာအိုင်ဖုန်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးလွေမိုခန့်တာအီမောင်ဗိုလ်ချုပ်တာခူလန်တာအောင်ပေတာကျရာထွန်းလွေမိုးလိုက်လွေပိုးကမိန်ချုံ ဘိုကြီးလွင်ရီတို့ကဒုတိယဥက္ကဋ္ဌတင်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အတွင်ရင်းမှုတွဲဖက်အတွင်ရင်းမှုတွေဖြင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။တောင်ပြည်ကောင်စီကနေမျိုးတွေကိုအခြေခံပြီးတောင်ပြည်တော်လိုင်းကာလပြည်သူအစိုးရတင်းရက်ကိုအစုအဖွဲ့သုံးဖွဲ့ရဲ့ကောင်းဆောင်ကိုယ်စားလှယ်ရင်းအပြင်တင့်တော်တဲ့ပြည်သူလူထုကိုယ်စားလှယ်ရင်းနဲ့2025ခုနှစ်အတွင်းဆက်လက်ဖွဲ့စည်းဖို့အတွက်အမြန်ဆုံးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီးမြန်မာပြည်တော်လိုင်းအင်အားစုတွေနဲ့တူဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်နိုင်မှာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်။